ဘယ်ကောင်းမှဘက်ခန်းဘိုင်ဂစ်တို့ပေါ်စကိုတို့ရော်နယ်ဒိုတို့မလုပ်ရဲတဲ့အလျာဘာလဲ right game d channel ဖွင့်နိုင်နောက် channel ကိုမချင်းရဲဘူး tv ကိုအရင်နီးပြားတွေလက်ထက်မှာဆိုဒီကစားသမားတွေစူပါဆက်တောင်ကန်ကောင်းဒါမဲ့ तू ဒီလူပဲရှိတာလေ तू ဒီလူတွေကိုမထမ်းရင်ဘယ်လို right game လို့ ranking လို့အသင်ကောင်းဆုံးတစ်မျိုးလဲတက်ရောက်လဲလိုတယ်ဗျတိလာမန်ယူမှာလဲတကယ်ပြောရမယ်ဆိုလို့ရှိရင် Bruno က ကွင်တွင်းဆွမ်းဆောင်ရေကျွန်တော်အမြင်ရတော့ကွင်တွင်းဆွမ်းဆောင်ရေကောင်းတာပဲဥစ္စာဖြစ်တယ်အဝစ်လဲကောင်တကယ်တကယ်နဲ့ပြေးလဲအောင်ထိမ့်သိမ့်နိုင်ဖို့ဆိုတာကမကွာတော့တော့မှ right game ကိုမရဘူး right game ကိုလူဘာဝနိုင်တာ runi တယောက်ပဲရှိတယ် right game ကတကယ်ကစားသမားတွေကက်ဝင်လို့ရှိရင်ကစားသမားတွေဥမာကွာအဝေးဝင်းသွားကက်မှာပဲဖြစ်ဖြစ် champion league ကက်မှာ hotel မှာတန်းကစားသမားတွေ tv ကြည့်မဲ့နေရာမှာ तू tv ဖွင့်ထားတဲ့ channel ကိုဘယ်ကောင်းမှ तू toilet သွားရင်တော့မပြောင်းရဲဘူး အဲ right gain တစ်ခေါက်သူ toilet တာဂျုံလို့ပြောတာ right gain toilet သွားပြီးပြန်လာတော့ TV channel ချိန်းထားတယ်။အဲ့နဲ့ right gain ကဘသူချိန်းတာလဲ Ronnie ထပြောငါချိန်းတာတဲ့။အေးအဲ့လိုလူဘွားလူဘွားရယ်ဆိုတော့ main performance ဘွား Ronnie Ronnie စတာ။ဘယ်ကောင်းမှ back end flying kit တို့ Bosco တို့ Ronaldo တို့မလောက်ရဲတဲ့အလျာ။ဘာလဲ right gain ဒီ channel ဖွင့်ထားရင်နောက် channel ကိုမချိန်းရဘူး TV ကို။ပြပြတော့ပြောရလေကျွန်တော် Barcelona နဲ့ကျွန်တော် Barcelona နဲ့နောက် Bate နဲ့လာမသိဘူးကန်တဲ့ဘွဲမှာတဲ့ကျွန်တော်အဲ့မှာ ဟိုကွင်းထဲမှာကျွန်တော် training training တက်ခုလေးချင်းကလုံနေတဲ့အချိန်မှာကျွန်တော်ပွဲရည်ကိုကြည့်လိုက်တော့ rugby ကိုတွေ့ကျွန်တော်မျက်နှာဒီလိုလောက်လိုက်တယ်တဲ့တလားကျွန်တော်မျက်နှာဒီလိုလောက်လိုက်တယ်တဲ့ကျွန်တော် auto auto ဖြစ်တာနော်အဲ့သူပွဲကြီးထဲမှာရှိနေတဲ့ကာလာဘလုံးကျွန်တော်ကစားရတာကျွန်တော်အဆင်မပြေဘူးတဲ့အဲ့လိုမျိုးအတွက်အဲ့လိုမျိုးပုံစံတကယ်တကယ်လည်း Fagi ကလည်းအဲ့တုန်းကကန်တိုနာဒိုးရတဲ့အပေါ်မှာ94 95မှာကန်တိုနာဒိုးရပြီအဲ5 6လာမသိကန်တိုနာဒိုးရတဲ့အချိန်မှာလုံးဝအသိအော်လာအာနာညောင်းမဲ့ ကစားသမား right game မမြင်နဲ့ right game လည်းသူအဲ့ဒါအတွက်ကြောက်မယ်ကန်တိုနာရဲ့နောက်ပိုင်းမှာအဲ့ဒါလေယောက်ျားစစ်စစ်တွေယောက်ျားတွေကန်တဲ့ဘောလုံးမှာတတိနဲ့အဲ့လိုအာအဲ့ဒါအဲ့ဒါအမှန်ပဲအမှန်ပဲအမှန်ပဲယောက်ျားစစ်စစ်ဆိုတဲ့စကားတောက်ချောက်တွေလို့ဟိုသူလိုမျိုး LGBT ကိုငါပြောချင်တာမဟုတ်ဘူးသိတယ်မလားဟိုဟုတ်တယ်ဟုတ်တယ်မင်းငါပြောပြမယ်ကွာဘောလုံးပွဲတစ်ပွဲကန်တော့မယ် Vieira နဲ့ right game နဲ့ကွင်းထဲကနေထိုးပြီးထွက်လာတာဥမင်လှိုင်ကောင်းမှာထိုးပြီးအေးအဲ့လိုမျိုးပဲဟိုဘယ်လိုပြောရမလဲဆိုတော့ ရိုက်ကင်းကအသင်းမှလာတယ်ရိုက်ကင်းမလာခင်ကကန်တိုနာဖာဂူဆန်တီဆောက်တာကန်တိုနာလည်းဇိုးပဲတဘောပေါက်တယ်မလားကန်တိုနာလည်းဇိုးပဲသူ့အထိမခံဘူးဆဲလို့ဆိုပြီးပရိသတ်ကိုခုံပြီးဇုံကန်လိုက်တယ်ကဲထားကန်တိုနာမတိုင်ခင်ဘရိုင်းရော့ဘ်ဆန်တိလာမတ်ခူးဥပမာပြောပြတာသူတို့တွေကြတော့ငါတို့အယံငယ်တယ်ဘောလုံးမကောင်းကောင်းမကြည့်ရသေးတဲ့အချိန်ကန်တိုနာလောက်အချိန်မှမဆတာအဲ့တော့ right gain ဒီဘလို့လူမျိုးလဲ right gain ဟာဟာလန်အဖေကိုချိုးလိုက်တယ်ဟာလန်အဖေကိုချိုးလိုက်တယ် ဟာလန်ဖေဘောလုံးသမားဘောကနေစောစီစီနားဝါအဲ့တော့သူ့အနေနဲ့ဒီလောက်ရကိုနောင်လာရလားမဟုတ်နောက်တစ်ခေါက်တွေ့ရင်လည်း तू ချိုးမှာပဲတဲ့အဲ့လိုစိတ်တမျိုးကွာသိလားဟိုဘယ်လိုပြောရမလဲဆိုတော့ဒါတွေကဘောလုံးမှာရှိရမယ်အတန်းထဲမှာသိရမှာဖိုက်တာတကောင်ရှိရမယ်အခုခဲ့လိုမျိုးရူနီအခုနစကားကပြတ်သွားရူနီကလူဘားဝရယ်ဆိုတာကရိုက်ကင်းကိုလူဘားဝရယ်ဆိုတော့ရူနီကိုရိုက်ကင်းကဘာမှမပြောဘူးဘာဖြစ်လို့လဲသိလားရူနီမှလည်းရိုက်ကင်းလိုမျိုးစိတ်တတ်ပါတယ်ရူနီက ဂိုးရန်သွင်းတယ်လူငယ်လေး16နှစ်နဲ့ပရီးမီးယားလိမ်းမှာအာဆင်နယ်ကိုဂိုးသွင်းပြီးနာမည်ကြီးတာမန်ယူကဝယ်လိုက်တယ်အင်္ဂလန်ရဲ့ရှားပါသိရမလားရှားပါဟိုပါပဲချီးမြှင့်ထားတဲ့ gift တစ်ခုပဲ Rooney ဆိုတာကန်ဆိုးပြီးတော့ England National Team မှာတော့ဘာမှမရလိုက်ဘူးဒါပေမဲ့ Rooney Man U မှာ Champion League တွေရတယ် Man U မှာ Premier League တွေရတယ်နော်ဒါပေမဲ့အတင်းရဲ့ဒီ Louis van Gaal အောက်တန်းစားဆောက်တုံးမကြလို့ Rooney ဆိုတဲ့ကစားသမားဖြစ်တယ်လို့ Man U ကနေထွက်သွားလိုက်ရတာအဲ့ဒီ Rooney က ဖာဂူဆန်တိုက်ဆက်မှာထားရင်တိုက်ဆက်မှာဖာဂူဆန်ကဂိုးသွင်းပေးဆိုဂိုးသွင်းပေးတယ်နော်ရော်နယ်ဒိုရှိတဲ့2008မှာလည်း final မှာရူနီလိုင်းတက်ပဲရော်နယ်ဒိုမရှိတဲ့မက်ဆီတို့ရှုံးသွားတဲ့နောက် final တခုမှာလည်းရူနီကလိုင်းတက်ပဲသိတယ်မလားရူနီကသွားထိလို့ရတဲ့ player မဟုတ်ဘာဖြစ်လဲဆိုရူနီကကွင်းလယ်ဆိုလဲဆော့ပေးတယ်တောင်မန်ဆိုလဲဆော့ပေးတယ်တကယ်ဘောလုံးကန်တဲ့ဘောလုံး player football player ဒီခေတ်ဥကာနာချိုတို့ အခုအာမက်ဒီယာလိုကောင်းပါတယ်အင်ပက်ဆောက်ရမ်းကောင်းတယ်အာမက်ဒီယာလိုကလက်ရှိမန်ယူနိုက်တက်မှာအင်ပက်အထွက်ဆုံးကွာအထီးရောက်ဆုံးကစားသမားဒါပေမဲ့ဆိုလိုတဲ့သဘောကဒီကောင်လေးတွေကဒီလိုမျိုး၄၅ပွဲလောက်လုပ်ပြီးဆောက်ရမ်းဟိုက်တယ်အဲ့ဒီဆောက်ဘောလေးတွေကိုထိန်းနေရတာအမော်ရင်သူ့ဘက်ကလည်းစဉ်းစားကြည့်သိလားသူဘက်ကလည်းပြန်ပြီးစဉ်းစားကျွန်တော်မှားတာဗျာကျွန်တော်တို့မှားတာဘာလဲဆိုတော့ကျွန်တော်တို့စောစောစီးစီးမွေးမိတာပေါ့မှားတာကျွန်တော်တို့မျက်လုံးထဲမှာဒီလိုကစားသမားတွေကိုကျွန်တော်တို့ကမျက်ခဏကိုဗျာဘာမှမမှားတာမဟုတ်ဘူး ကံကောင်းလို့မင်းကြီးခဲ့ရတာငါတို့ကြီးခဲ့ရတာသိလားအဲအဲ့လိုမျိုးပဲကွာတက်ကူတော်မှာတန်းခွာပြောင်းပြီးတော့မှာ Chelsea ကိုစော့တာ Terry ရဲ့ပေါင်ဆုပ်ပြတ်တက်သွားအောင်နင်းတာစော့တာစော့တာဒါတွေကိုမြင်ရအဲဒါတွေကိုမြင်ရအမှန်တရားသမားကရော်နယ်ဒိုကနယ်ဒိုကအသင်းနိုင်ဖို့အတွက်ဟိုဘယ်လိုပြောမလဲဟိုဟိုဖောင်းဖြစ်သွားတဲ့ဘောလုံးကိုရူနီနင်းလိုက်တယ်ဆိုပြီးတော့2006မှာ သဘောပေါက်တယ်မလားရိုနီအနီကပ်ထိသွားတယ်သူတို့နှစ်ယောက်ချင်းချင်းစကားမပြောဘူးပါဘူးဟိုကောင်ကဒါတလောက်ဖြစ်စရာမလိုဘူးဟိုကလည်းအတင်းအတွက်လှုပ်တာအတင်းနောက်တစ်ဆင့်တက်ဖို့ကဲလဲတက်သွားတယ်ဒါပေမဲ့ဒီကောင်ကရဲရင်တယ်ကွာမန်ချက်စတာယူနိုက်တက်မှာအမြင်လဲကတ်တယ်စောက်ရမ်းလဲကြိုက်တဲ့ပလေယာတယောက်ပဲပြောဆိုအဲရိုနီပဲရိုနီပဲကြိုက်ကြိုက်လဲကြိုက်တယ်အမြင်လဲကတ်တယ်ဒီကောင်တစ်ချိန်လုံးရန်လို့နဲ့စောက်ကလေးပါညာပေါ့ကွာအရင်တော့ကတော့ဒါပေမဲ့တကယ်လဲကောင်းတယ်သိတယ်မလားမင်း AC Milan နောက်တန်း AC Milan နောက်တန်းကို ရအောင်ရှုံးသွားတယ်3-0နဲ့ရှုံးသွားတယ်ပထမ3-2ပွဲမှာရူနီရုံးပေးတာတဘောပေါက်တယ်မလားခေါင်းလိုက်ခေါင်းနဲ့တိုက်နိုင်တယ်ကွာ6ရောက်လိုက်6ရောက်နဲ့ကန်နိုင်တယ် free kick လည်းလုံးနိုင်တယ်ဟိုဘယ်လိုပြောအလိန်ခောက်လည်းရှိတယ် talent လည်းရှိတယ်ဘတ်စုံပြည့်စုံတယ်အုံနဲ့ချဲစီးမှဆိုမျိုးကိုးပါမာရိုးဆိုလို့ရှိရင်ရူနီလိုမျိုး skill ရှိခြင်းရှိမှသူရှိမှာသူရှိမှာရူနီလိုမျိုးဘောလုံးနဲ့ပတ်သက်တဲ့ ability တွေရှိခြင်းရှိမှဒါပေမဲ့ဘောလုံးနဲ့မပတ်သက်တဲ့စိတ်ဓာတ်ပိုင်းတွေကြတော့ မလွယ်ဘူးအဲလမ်းဘတ်ကွာချက်စီပလေယာချင်းချင်းရှင်မယ်ဆိုလမ်းဘတ်ဘလောက်ကောင်းလဲဟုတ်လားမဟုတ်လားလမ်းဘတ်ကိုကြည့်လမ်းဘတ်ဒီဟိုဘယ်လိုပြောမလဲဆိုဂျက်ရက်လမ်းဘတ်ဒါတို့ကတန်းတူပဲမင်းတို့အတွက်ကြရင်ဂျက်ရက်ကပိုကောင်းမယ်ကွာဒါလည်းလက်ခံလို့ရတယ်ချက်စီဖန်အတွက်ကြရင်လမ်းဘတ်ကပိုကောင်းမယ်ကွာငါတို့ငါတို့ဂျာအမြင်ကြတော့တို့နဲ့ကတူတူပဲတူတူပဲလို့ပြောလို့ရတယ်အဲလိုမျိုးပဲဟိုတယ်ရီရှိတယ်လမ်းဘတ်ရှိတယ်ဒါပေမဲ့အခုဒီမှာကကြတော့တို့မာရက်ကာတို့ပါတို့ထိန်းနေရတာကြတော့အဲ့လိုလူတွေ ီးတော့ဟိုဆရာကြီးတွေကိုထိန်းခဲ့တာအမော်ရင်ဟိုတို့သိတယ်မလားတကယ်ဆရာကြီးတွေချက်စီးမှဆိုဆရာကြီးတွေပဲထိန်းလာတာကွာဒီဘက်ခက်မှာကြတော့မင်းဘယ်ကမာရက်စကဘယ်ကလဲပြန်ပြီး respect တိတ်မရှိဘူးကွာကစားသမားတွေကသိတယ်မလား respect တိတ်မရှိဘူးအဲအဲ့လိုမျိုးအဲ့တော့သူတို့ကြတော့နည်းနည်းဒဏ်ခံရတယ်